ဒီထင်အန်ရီလက်ထက်ကဟန်တာရီလေးစစ်စီမံကြီးတက်ဆိုပြီးတင်ထားတဲ့ခံရတဲ့လေးမျိုးတွေကိုပန်ရှင်တွေကပြန်တောင်းဝင်မယ်စစ်ကောင်စစ်ကပြန်မပေးဘူးလို့သိရပါတယ်စစ်တကအနာသိမ်းပြီးတဲ့နောက်ပိုင်းဟန်တာရီလေးစစ်စီမံကြီးကလည်းရဆိုင်တာဖြစ်ပါတယ်ဒါကြောင့်စီမံကြီးပြည့်ပြည့်သွားတဲ့အတွက်တင်ထားခံရတဲ့လေးမျိုးကိုပန်ရှင်တွေကပြန်ရင်လိုတယ်လို့စစ်ကောင်စီအုပ်ချုပ်ရေးမှူးကပြီးခဲ့တဲ့2014ခုနှစ်ကတင်ပြခဲ့တယ်လို့ဒေးစစ်ကလေးမျိုးပန်ရှင်တွေကပြောဆိုထားပါတယ်ဒါပေမဲ့စစ်ကောင်စီဒီနေ့ပြန်လည်ပြည့်အချင်းမရှိပဲဒေးစစ်စီမံကြီးတစ်ချက်လုံငင်းကြီးကိုအပြည့်အဝချထားတယ်လို့လည်းသိရပါတယ်ဟန်တာရီဗီဇန်လေးစစ် တိဆောင်ရေးစီမံခန့်ကိုရခိုင်က NLD စိုးရတဲ့ထက်မှာဂျပန်စိုးရနဲ့ပူးပေါင်းပြီးတော့နိုင်ငံသဘောတူညီမှုနဲ့ဆောင်ရွက်မှာဖြစ်ပါတယ်။အဲဒီစီမံခန့်ရဲ့လေယာဉ်မြေများကိုတိုင်ယူထားပြီးတော့အခုကစီမံခန့်မစတင်တဲ့အတွက်အဲဒီနေတွေကိုပြန်လည်ရယူလို့ကြောင်းလေယာဉ်မြေပြန်မပေးလို့ကရောကျစ်ပေးစီလို့လည်းလူလဲလေပတ်ချင်းကပြောဆိုထားပါတယ်။ဟန်တာရီပီဆန်လေစစ်ကိုယင်းနှင်းနှုတ်နိုင်မှုပမာဏအမေရိကန်ဒေါ်လာ၃.၅ဘီလီယံနဲ့တိဆောက်သွားဖို့ရာထားပြီးတော့စီမံခန့်ရဲ့မြေရီဟတ်တာ၃.၆နီးပါးကိုတုံ့ပြန်မှာဖြစ်တယ်လို့လည်းသိရှိရပါတယ်ခင်ဗျာ။ ဒီဘက်မှာလို့သွားမဲ့သူတွေနဲ့ကြောင်းသွားတက်မဲ့သူတွေအတွက်လိုအပ်တဲ့ nutri အထောက်အထားထုတ်ပေးခြင်းကိုစစ်ကောင်စီနိုင်ငံရေးဝန်ကြီးဌာနကရည်ဆိုင်လိုက်တယ်လို့ဆိုပါတယ်စစ်ကောင်စီနိုင်ငံရေးဝန်ကြီးဌာနအနေနဲ့ nutri အထောက်အထားထုတ်ပေးတာကိုရည်ဆိုင်ထားတာဖြစ်ပြီးတော့ရုံမိုင်းဆိုင်ရာနိုင်ငံတွေကိုတော့ပုံမှန်တန်းလွှတ်ဆောင်ပေးနေတာဖြစ်တယ်လို့လည်းဆိုပါတယ် nutri အထောက်အထားထုတ်ပေးခြင်းကို masla ချာနီကစပြီးတော့ရုတ်တရက်ရည်ဆိုင်လိုက်တဲ့အတွက်နိုင်ငံထဲမှာကြောင်းသွားတက်မဲ့သူတွေခက်ခဲဖြစ်နေတယ်လို့လည်းသိရှိရပါတယ်ဘာမှလည်းကြိုတင်ထုတ်ပြန်ထားတာမရှိပါဘူးရုတ်တရက်ကြီးချက်ပြစ်လိုက်တာမျိုးတော့လည်းမသိဘူးလို့ပဲပြောဆိုထားပါတယ် အကုန်ဒုက္ခရောက်နေလို့ပညာရှင်သွားမဲ့သူတူကတော့ YouTube မှာသတင်းထားကိုပြောဆိုထားရတယ်မြန်မာနိုင်ငံကနေနိုင်ငံခြားမှာကြောင်းသွားတက်မဲ့သူတွေတော့မခင့်မနေလိုအပ်တဲ့ပညာရေးဆိုင်ရာအသိမပြုလက်မှတ်တွေကိုနိုင်ငံခြားရေးထဏာကမှန်ကန်ကြောင်းအထောက်အထားထုတ်ပေးနေရတာဖြစ်ပါတယ်နိုင်ငံခြားသွားတက်မဲ့သူတွေအနေနဲ့ပညာရေးလက်ထက်စာချုပ်ရေးမောင်းနိုင်ငံသားမဟုတ်ရင်စတဲ့အချက်အလက်တွေမှန်ကန်ကြောင်းနိုင်ငံခြားရေးထဏာကနေကြမ်းကြိမ် Notary Public အထောက်အထားထုတ်ပေးကြရတာလည်းဖြစ်ပါတယ်နော် လာမယ့်ဧပြီလကစတင်ပြီးတော့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ရင်းညာဒုက္ခသည်တွေကိုစစ်နေကထောက်ပံ့ပေးမယ့်ငွေကိုတဝက်ဆက်ချသွားမယ်လို့ကုလသမဂ္ဂကမ္ဘာစစ်နေကပရိုဂရမ် WFP ကတော့ထုတ်ပြန်ပြောဆိုထားပါတယ်။ရင်းညာတသိန်းနီးပါးဟာ2019ခုနှစ်မှာစစ်တကဂျပန်နဲ့နင်းနာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဝင်ရောက်ခလုံခဲ့တာဖြစ်ပြီးအခုကဒုက္ခသည်တွေအတွက်ရမုံငွေမလုံလောက်တဲ့အတွက်ထောက်ပံ့မှုဖြစ်တော့လာဖြစ်တယ်လို့လည်းမက်စလာငိုင်းကထုတ်ပြန်ကြမှာပေါ်ပြထားပါတယ်။စီးရင်ပြင်းထန်တဲ့ရင်းညာတွေကိုတယောက်မှ စနစ်တက်မှ5ဒေါ်လာလုံးနဲ့လက်စင်ထောက်ပံ့နေရကလည်းအခုလာမယ့်လာကစတင်ပြီးတော့တယောက်ကို6ဒေါ်လာသာထုတ်ပေးနေတော့မှာဖြစ်ကြောင်း WFP ကတော့ကြေညာထားပါတယ်ရညာလုကစကန်နီမှာလူကြီးရဲ့ subset များပြားနေပြီးတော့ရမမွေဖြတ်တောက်မှုကြောင့်အာဟာရမပြည့်ဝတဲ့ပြဿနာလည်း2023ကတချိန်ဖြစ်ပေါ်ခဲ့မှုပါတယ်။အမေရိကန်ကနိုင်ငံကကြီးထောက်ပံ့ရေးရမမွေတွေကိုဖြတ်တောက်နေပြီးမဲ့ WFP ရဲ့လူချင်းစင်းမှာတော့အမေရိကန်နိုင်ငံကပါဝင်နေပြီးဖြစ်ပြီးတော့စနေကဘူထောက်ပံ့မှုရှင်းချတာတခြားအမြင့်တွေကွာခြားမှုရှိလာတာကြောင့်ဖြစ်တယ်လို့လည်း WFP ကတော့ထောက်ပြထားပါတယ်။ နိုင်ငံထောက်ပံ့ရေးအေဂျင်စီတွေကမျောလင့်ထားတဲ့ဒေါ်လာ152တန်ရန်ငွေရဲ့ထောက်ဝက်လောက်ကိုသာထပ်ဝင်ပံ့ပိုးနိုင်ခဲ့တယ်လို့လည်း WFE ရဲ့ Bangladesh နိုင်ငံဆိုင်ရာပြည်ကြိုက်တယ်လို့ကတော့ပြောဆိုထားပါတယ်။အခုသတင်းပတ်ထဲမှာဥရောပသမဂ္ဂ EU က Bangladesh ရင်းညာဒုက္ခသည်မြန်မာနိုင်ငံကစစ်တပ်ကံပြည်သူတွေပါဝင်ဒေသချင်းစာနာမှုရန်ငွေ Euro 86တန်ထောက်ပံ့ပြီးတော့မယ်လို့လည်းထုတ်ပြန်ပြောဆိုထားပါတယ်ခင်ဗျာ။ယူရီမြန်မာရဲ့ညနေခင်းသတင်းအစီအစဉ်တွေကိုနေ့စဉ်တနင်္လာနေ့ကလေစနေနေ့ထိမြန်မာဆန်တွေကျင်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါပြီခင်ဗျာ။